မင်္ဂလာပါရှင်ဘိုလိဝတာနဲ့ဆလာဗီတာညွှန်ကြားမှုဦးစီးဌာနကနေအော်တိုဘာလ22ရက်ဒီကနေ့နေ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောအားကောင်းသောလေပြင်းအားနှင့်ရေဝန်းဝဲမတ်လူပရက်ရှာ area ဟာအနောက်အနောက်မြောက်သို့ရေရှားခဲ့ပြီးဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းတိရီလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်သို့ရောက်ရှိခဲ့ပါသည် အဆိုပါအကောင်းသောလီပီအာနှင့်ရဝန်သည်အနောက်အနောက်မြောက်ဖက်သို့ဆက်လက်ရွှေ့ရှားနိုင်ပြီးယနေ့ညနေပိုင်းတွင်ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကန်လွန်နှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကန်ချီတို့မှမုန်တိုင်းငယ်ဖြစ်သူ၎င်း အဲ့ဒီမှာတဆင်အနောက်အနောက်မြောက်ဖက်သို့ရွေ့ရှားနိုင်ပြီးပုံမူအကောင်းလာနိုင်က23ရက်စေလ2025ရည်နေတွင်အိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းနှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနှင့်အရှေ့လေပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ဂျာမင်္ဂလားပင်လယ်တို့တွင်တိမ်သင့်တက်မှတိမ်ထူထွက်နေပါမယ်။ထူးခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရာ ဂျမန်နီညကတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သောအပူပိုင်းမုန်တိုင်းဖန်ရှင်သည်အာကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်သို့ပုံမူအာကောင်လာခဲ့ကအနောက်အနောက်တောင်ဘက်သို့ရွေ့ရှားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့၏အရှေ့မြောက်ဘက်ရေမိုင်း190မိုင်ခန့်အကွာပင်လယ်ပြင်ကိုပဟုပြူနေပါသည်။ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစစ်စစ် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျကျကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိချုံရပါမယ်ရွှေရံရုံပြည်ဖြစ်ပါတယ် ်ဗိုးတိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရာအရာရီတိုင်းဒေသကြီးနှင့်တနင်္လာရီတိုင်းဒေသကြီးတို့တွင် မိုးတိန်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအစိုးပါမိုးတိန်အောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျူတင်သတိပြုနိုင်မှရန်အကြံပြုပါရစေ။မြမပင်လေပင်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမည်။ လိုင်းမြန်မာမြမကန်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ငါးပေမှရှိပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ကမ်းမန်းချက်ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမိုးထစ်ချုံရနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတစ်ပိုက်အတွက်ဒီကနေ့ညနေထိကမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရွာလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ပိုက်အတွက်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရွာလုံး80ဖြစ်ပါရဲ့ရှင်။